ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်ကိုစစ်အုပ်စုတပ်ကထိန်းချုပ်ပြီးတဲ့နောက်ဒေသခံတွေကိုမြို့မှာပြန်လည်နေထိုင်ကြဖို့ဖိအားပေးခေါ်ယူနေတာတွေရှိပေမဲ့ဒီဇင်ဘာ9ရက်နေ့ထိပြန်လည်ဝင်ရောက်နေထိုင်တာမျိုးမရှိဘူးလို့မြို့ခံတွေက MFP ကိုအတည်ပြုပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်ကအင်အား900ခန့်ပါတဲ့စစ်အုပ်စုစစ်ကြောင်းဟာမိုးကုတ်ကနေတဆင့်မိုးမိတ်မြို့ကိုဝင်ရောက်လာတာဖြစ်ပြီးတော့မြို့ခံတွေကိုနေအိမ်တွေမှာပြန်လည်နေထိုင်ကြဖို့ဖိအားပေးခေါ်ယူနေတာဖြစ်ပါရယ်။ စောစုတဟာမုံမိတ်မြို့ကိုဝင်ရောက်ပြီးနောက်မြို့လယ်မှာရှိတဲ့ဘလုံးကွင်းမှာဟောင်ဝင်စာလက်နက်ကြီးတက်ဆင်ထားပြီးတော့စစ်ရေးအတွက်ပြင်ဆင်ထားတာတွေ့ရတာကြောင့်ဒေသခံတွေအနေနဲ့ပြန်လည်ဝင်ရောက်မနေထိုင်ရဲဘူးလို့မြို့ခံတဦးကပြောပါရယ်လက်ရှိမှာတော့မုံမိတ်မြို့ဘက်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီးတော့အင်အားရာနဲ့ချီတဲ့စောစုတသားတွေကမိုးမိတ်မြို့ပေါ်ကဌာနဆိုင်ရုံးတွေနဲ့နေအိမ်တချို့မှာတက်ဆွဲနေထိုင်နေကြတယ်လို့သူကဆက်ပြောပါတယ်။ ဒါအပြင်ဒီဇင်ဘာ9ရက်မနေ့ပိုင်းမှာတော့မြို့ဝင်ခေပင်တန်လန်းဟော်နန်းစစ်တေလက်ခုပ်ပင်တောင်ကိုင်းဒိုးပင်စတဲ့နေရာတွေမှာဈေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်နေကြပြီးလူသွားလူလာတွေပြန်ရှိလာတယ်လို့ပြောပါရယ်2014တကောင်စင်းရမိုးမိတ်မြို့မှာမြို့ပေါ်ရက်ွက်10ရက်ွက်နဲ့လူဦးရေ6300ခန့်နေထိုင်ပြီးတော့စိုးစုတက်တဲ့မြို့ကိုမဝင်ရောက်လာခင်ကတည်းကဒေသခံအများစုဟာနေရဲစွန့်ကွာထွက်ပြေးနေကြပြီးလူအနည်းငယ်သာမြို့မှာကြံခဲ့တာလို့ဆိုပါရယ် ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလမှာမိုးမိတ်မြို့ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့9လအကြာဇွန်လမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။